အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ ကောင်းမြတ်ခေရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အပိုင်း၁စာရေးသူဤအမှားစကားကျွန်တော်ရဲ့ဒုတိယမြောက်စာအုပ်လေးဖြစ်တဲ့ပြိုင်ဘက်ကငါစာအုပ်ကိုစာအုပ်ခေါင်းစဉ်အတိုင်းပဲကိုကိုကိုပြိုင်တဲ့အနေနဲ့ ပထမစာအုပ်ထပ်ပို့ပြီးစူးစမ်းအထောက်ထားပါတယ်ဒီစာအုပ်တွေထဲမှာကိုကိုကိုပြိုင်ပတ်လို့သတ်မှတ်ပြီးဘာတွေပြန်ရမလဲဆိုတာတွေကိုတွေ့ရမှာပါအထူးကအဖြစ်ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေစိတ်ခံစားချက်တွေခံယူချက်တွေအတ္တတရားတွေကိုကျင်းစာတရားတွေစသဖြင့်ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင်ကိုကိုကိုပြိုင်သင့်တဲ့အရာတွေကိုရည်သားထားပါတယ်ဒီစာအုပ်မှာကျွန်တော်ရဲ့ရည်သားမှုပုံစံမျိုးကို တွေ့ရမှာပါ ပေါပေါပပနဲ့ဖတ်လို့ရမယ်အပုတ်လေးတွေများပေမဲ့နောက်အပုတ်တွေမှာကျွန်တော်ရဲ့အတွေ့အကြုံတွေကနေစင်ပွားတွေးခေါ်မိတဲ့အတွေ့အဆတွေကို မျှဝေထားပါတယ်ဒီစာအုပ်တော်လုံးကို အပြောရေးဟန်နဲ့ရေးသားထားပါတယ် တည်ကြတာကတော့ကျွန်တော်ရဲ့အရေးအသားရောအတွေ့အခေါ်ကိုပါစာဖတ်သူအတွက်စေတနာအပြည့်ကြိုးစားအထောက်မှုအပြည့်နဲ့ရေးသားထားတာဖြစ်လို့စာအုပ်ဖတ်ပြီးရင်ကျေနပ်မှုတစ်ခုခုတော့ရရှိသွားမယ်လို့ယုံကြည်မိပါတယ်။ဒီစာအုပ်လေးကိုဖတ်ပြီးတဲ့အခါကိုကိုကိုဘယ်ရာတွေပြိုင်တင်လဲဆိုတာသိတာသွားပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင်ကလည်းကိုကိုကိုသုံးသပ်ရမယ့်အရာတွေကိုမှပြင်ဆင်ရမယ့်အရာတွေကိုတည်တည်ချာချာလေးအတွေးပွားမိပါတယ်။ ဒီစာအုပ်ကကျွန်တော်အတွက်မဏိကငါနဲ့ဒီနေ့ငါရှင်ပြိုင်နိုင်မှုအတွက်ခွန်အားတွေလည်းရမိပါတယ်ကျွန်တော်ဤသူစာဖတ်သူများလည်းမဏိကငါနဲ့ဒီနေ့ငါရှင်ပြိုင်နိုင်မယ်လို့လည်းယုံကြည်မိပါတယ်စာဖတ်သူများနှလုံးစိတ်ဝင်အေးချမ်းကြပါစေကောင်းမြတ်ခဲ့ပြိုင်ဘက်ကငါ2000ပြည့်နှစ်နောက်ပိုင်းမွေးဖွားလာကြတဲ့ကိုအောင်ငယ်တဲ့ညီငယ်ညီမငယ်လူငယ်များရဲ့ကြိုးစားခြင်းစိတ်လေးလာခြင်းစိတ် 調査မှု၄၄မှုတွေကို မြင်တွေ့ရတဲ့အခါကိုယ့်ထက်အငယ်တွေဖြစ်ပေမဲ့လေးစားအကြစိတ်များစွာဖြစ်ရပါတယ်။သူတို့ကိုယ်တိုင်ရဲ့調査မှုကြောင့်ရလာတဲ့အောင်မြင်မှုအတီးပွင့်တွေကို သူတို့ခံစားဆင်စားနေကြရတာကိုမြင်ရတော့ကျွန်တော်မှများစွာဝမ်းမြောက်ပီတိဖြစ်ရပါတယ်။မုဒိတာပွားရပါတယ်။လက်ကုပ်တီအားပေးရပါတယ်။ ကိုနဲ့၄၅၆နှစ်လောက်ပဲအသက်အရွယ်ကွာခြားကြပြီမြင်ကိုထက်ပိုတော်ပိုတက်ကြတဲ့လူငယ်လေးတွေပါပဲကိုအောင်အငယ်များရဲ့စွမ်းဆောင်ရည်နဲ့အောင်မြင်မှုတို့ကို တွေ့မြင်ကြားသိနေရတဲ့အခါကျွန်တော်ကိုကိုကို ပြန်လဲတုံ့တက်မိပါတယ်ကိုအကြောင်းကို ပြန်တွေးမိပါတယ်ကိုကိုကြီးကိုတွေးကို ပြန်လဲဆက်ကြောမိပါတယ်လူဆိုတာကိုအကြောင်းကို ကိုကလွယ်ပြီး တခြားဘသူအကြောင်းစင်စာတွေ့တော်ရမှတဲ့လေ ကိုယ့်အကြောင်းကို ပြန်တွေးမယ်ဆိုတော့ဘယ်ချိန်ဘယ်နေရာကစတွေ့ရမယ်ဆိုတာကိုထက်စဉ်းစားရပြန်ပါတယ်ကိုယ့်အကြောင်းတွေကအတော်များပြတဲ့ကိစ္စရပ်တွေရှိနေတာမဟုတ်လားဒါကြောင့်ကျွန်တော်အခုလက်ရှိကာလနဲ့ပြီးဆုံးခဲ့တဲ့အတိတ်ကာလတချို့ကိုရှင်ပြီးပြန်တွေးဖြစ်ခဲ့ပါတယ်ကျွန်တော်စာရေးဆရာဖြစ်ခြင်းနဲ့စာရေးရေးသားပြီးစာအုပ်ထုတ်ဝေခြင်းနဲ့စာရေးသားခြင်းနဲ့အောင်မြင်မှုရခြင်းနဲ့စာပေကကျွန်တော်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု professional အလုပ်တစ်ခုအဖြစ်ဖြစ်ချင်ခဲ့တယ်။အဲ့ဒီဆန္ဒတွေအိမ်မက်တွေကကျွန်တော်အလယ်တန်းကျောင်းသားအရွယ်ကဖြစ်ချင်ခဲ့တဲ့အိမ်မက်တွေဆန္ဒတွေဖြစ်ပါတယ်။ဒါပေမဲ့မိသားစုတော်ဝင်ကိုယူပြီးဥဆောင်ဥရဲ့ပြုရတဲ့အခါကျွန်တော်ရဲ့ဝါသနာတွေကိုမိဖြောက်ထားပြီးငွေရှာဖို့အရေးကိုပဲဦးစားပေးဖြစ်ခဲ့ပါတယ်။ကျွန်တော်ဆယ်တန်းအောင်တော့မပြောရှင်ခဲ့ရပါဘူး။ ဘာလို့လဲဆိုတော့အမျိုးအစွေတို့ရဲ့ဟိုဟာလို့ဒီဟာလို့ဆိုတဲ့သူတို့ဖြစ်စေခြင်းနဲ့ဆန္ဒကိုစီတို့ရဲ့ပြားအကြောင်းကျွန်တော်ဆဲတဲ့အောင်ခဲ့တာမှားခဲ့လေခြင်းလို့အတွေးဝင်ခဲ့တဲ့အတီစိတ်ပင်ပန်ခဲ့ရပါတယ်ကျွန်တော်ဖြစ်ချင်တာကစာရေးသူ သူတို့တွန်းအားပေးနေကြတာက ကျွန်တော်တခါမှတော့မစင်စားဘူးတွေအစိုးရဝန်ထမ်းအလုပ်တွေအတီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့တဝန်ခွဲအကူတယောက်နဲ့စကားအခြေအတည်ငင်းခုန်ရင်ကတောက်ကစားဖြစ်ခဲ့ရတယ် အကိုနဲ့ညှင်းခုန်ကြရင်က ကျွန်တော်ခံပြင်းပြီးကြွေးကြော်မိပါတယ်ကျွန်တော်အသက်25နှစ်မှစာရေးသူဖြစ်နေစေရမယ်လို့အဲ့ဒီချိန်ကစပြီးဒီကနေ့အထိအဲ့ဒီအကိုနဲ့ကျွန်တော်ရဲ့ညီအကိုဆက်ဆံရေးကနှွေးထွေးမှုမရှိတော့ဘူးညီကိုနှစ်ယောက်ရဲ့အမြင်မတူမှုအတွေးမတူမှု အိမ်မက်မတူမှုခံယူချက်မတူမှုရက်တီမှုမတူညီခြင်းတွေကတွေ့တာရင်းစာတွေကိုပဲသစိမ့်ဆန်စီပါတယ် ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းမှာလည်းတရားနဲ့တရားအမြင်မတူမှုအတွေ့မတူမှုအိမ်မက်မတူညီမှုရက်တီမှုမတူညီမှုတွေကိုအပြန်အလှန်လေးစားတင်ပို့ထားတဲ့ယဉ်ကျေးမှုမတွန်းကားခြင်းရဲ့အကျိုးဆက်ကြောင့်အမုန်းစကားတွေကိုထွန်ကားရှင်းသင်စေခဲ့ပါတယ်တကယ်တမ်းကျတော့ကျွန်တော်မှမိသားစုရဲ့စာဝတ်နေရေးအတွက်တစ်ဖက်တစ်လမ်းကအလုပ်တစ်ခုတော့အရင်ရှာပြီးလုပ်မှရမယ်။အမျိုးစွေတို့ရဲ့ထက်မှန်တိုက်တွန်းမှုတွေကိုလည်း မရရှိတော့အောင်ကျွန်တော်ကိုယ်အဆက်အသွယ်နဲ့ကိုပုဂ္ဂလိကကုမ္ပဏီတစ်ခုမှဝန်ထမ်းအဖြစ်ရွေးချယ်လောက်ကန်ခဲ့ပါတယ်။အလုပ်လုပ်ရင်အဆက်မပြတ်စာတွေရေးနေခဲ့ပေမဲ့ကျွန်တော်ရဲ့အစာရေးသူဖြစ်ခြင်းနဲ့ဆန္ဒကလေးကတော့မိသားစုကိစ္စတွေကြမှာအလန်းဝင်းနေခဲ့ရတယ်။ကျွန်တော်ရဲ့အသက်25နှစ်ပြည့်မြောက်လာတဲ့အထိကျွန်တော်ဖြစ်ခြင်းခဲ့တဲ့ကျွန်တော်အကူကိုခံပြင်းစိမ့်နဲ့ကြွေးကြော်မိခဲ့တဲ့စာရေးသူဖြစ်ခြင်းနဲ့အိမ်မက် ဘဝရည်မှန်ချက်ကို ကိုယ်တိုင်အကောင့်ထဲမဖော်နိုင်သေးပါလားဆိုပြီးကိုကိုကိုပြန်လဲတုံ့တက်မိတယ်။ငါစာရေးသူဖြစ်ချင်ခဲ့သလားစာရေးသူဖြစ်ဖို့အမှန်တကယ်ကြိုးစားခဲ့သလားလို့ကိုကိုကို ပြန်မေးမိတယ်။မိသားစုအရေးစီးပွားရေးကြောင့်ဆိုပြီးကျွန်တော်ကိုကျွန်တော်ဖြေရှင်းချက်ပေးထားနှစ်သိမ့်ထားဖြေသိမ့်ထားတဲ့အစဉ်ကြေတွေကလုံးဝအုပ်တုံမှန်ကန်ရည်လားလို့ပြန်တွေးမိတယ်။ စာရွေရင်းနေုံနဲ့စာရေးသူ ဖြစ်လာမှလားလို့လည်းပြန်ဆန်းစစ်မိတယ်။ဟုတ်ပါတယ်။ကျွန်တော်စာရွေတော့ရေးခဲ့ပါတယ်။ဒါပေမဲ့စာရေးဆရာဖြစ်ဖို့ပထမခြေလှမ်းဖြစ်တဲ့ဘယ်မဂဇင်းဘယ်စာဆောင်ကိုမှလည်းစာမှုပို့ဖို့အကြိုးစားဖို့ခဲ့ပါဘူး။အစသာအရာရာလွယ်ကူနေတဲ့ digital kit ထဲမှာကျွန်တော်စာမှုတွေကိုဘယ်နေရာကိုမှမပို့ခဲ့ပါဘူး။ဒါကြောင့်ကျွန်တော်အမှန်တကယ်မကြိုးစားခဲ့ကြောင်းပေါ်လွင်လာပါတယ်။ မိသားစုကိစ္စတွေကိုကျွန်တော်တာဝန်ယူထားရတယ်ဆိုပေမဲ့လေကျွန်တော်စာတွေရေးဖြစ်နေသေးတယ်စာတွေရှိနေပါရဲ့နဲ့စာရေးသူမဖြစ်သေးတာကမိသားစုအရေးစီးပွားရေးကြောင့်ဆိုတော့ကျွန်တော်အစဉ်ကြေတွေကလည်းအလုံးစုံမမှန်ကန်စာတွေတော့ရေးနေပါရဲ့ဘဲမှလည်းမဖို့ထုတ်ဝေတဲ့စာအုပ်တိုက်တွေနဲ့လေတခါမှဆက်သွယ်ကြည့်ဖူးခြင်းလည်းမရှိခဲ့ကျွန်တော်ဘယ်မှာစာရေးသူဖြစ်နိုင်ပါမလဲ စာရေးတယ်ဆိုတာပထမအဆင့်မှာလည်းကျွန်တော်ရည်နေခဲ့ပြီးနောက်ထပ်အဆင့်တွေကိုစမတက်ဖြစ်ခဲ့ကြောင်းပေါ်လွင်ထင်ရှားလာပါတယ်ကျွန်တော်ကိုကိုကိုပြန်လဲဆန်းစစ်သုံးသက်ပြီးတဲ့နောက်၁၀နှစ်အောက်ခါစ16နှစ်အရွယ်ကျွန်တော်ကိုလက်ရှိ25နှစ်အရွယ်ကျွန်တော်ကရှင်ပြိုင်ဖို့စိန်ခေါ်လိုက်ပါတယ်ကျွန်တော်ကိုကိုကို ရှင်ပြိုင်တော့မယ်လွန်ခဲ့တဲ့9နှစ်ကစိတ်ဆန္ဒတွေပဲရှိပြီးစူးစမ်းမှုလှုပ်ရှားမှုမရှိခဲ့တဲ့ကျွန်တော်နဲ့ လက်ရှိမှာ25နှစ်ပြည့်ပြီဖြစ်တဲ့ကျွန်တော်တို့ရှင်ပြန်ခဲ့ကြတယ်။ဇာလဲအနေနဲ့ကျွန်တော်ရဲ့ပထမစာအုပ်ဖြစ်တဲ့နှုတ်ခမ်းပြကစကားထောင်ချောက်ကို ကိုကိုကိုစိန်ခေါ်ပြီး6လအတွင်းထုတ်ဝေနိုင်ခဲ့ပါတယ်။အောင်မြင်တာမအောင်မြင်တာထက်ကျွန်တော်ဖြစ်ချင်တဲ့ဘဝတစ်ခုကိုလုံနိုင်ခဲ့တယ်။ပုံဖော်နိုင်ခဲ့တယ်။အကောင့်တွေဖော်နိုင်ခဲ့တယ်။အလုပ်ပြီးမြောက်ခဲ့တယ်။ကိုကိုကိုစိန်ခေါ်မှုမှာအနံ့ရရှိခဲ့တယ်။ ကျွန်တော်အကူကိုကြွေးကြော်ပြခဲ့တဲ့ဇာတ်ရည်ကိုလည်းကျွန်တော်တက်တည်အဖြစ်အမှန်တကယ်လုပ်ပြနိုင်သွားပြီတကယ်တော့လွန်ခဲ့တဲ့ကိုနှစ်ကထက်ကျွန်တော်အတီတကူပိုတည်လာခဲ့တယ်ဘယ်ကိစ္စမှမဆိုတခြားသူတွေနဲ့ပြိုင်ချင်းထက်ကိုကိုကိုပြိုင်ချင်းကအလုပ်ပြီးမြောက်မှုညံဆန်စေတယ်ကိုအာနေချက်အာသာချက်တွေကိုကိုယ်တိုင်ပဲအတိဆုံးပဲမဟုတ်လား နေမျိုးပလာကျော်သူဘွဲ့ရနိုင်ငံကျော်စိုင်းဆရာကြီးရွာစားစိန်ပေတာရဲ့စကားတခွန်ရှိပါတယ်။မနေ့ကငါထက်ဒီနေ့ငါကပို့တော်ရမယ်တဲ့။ရွာစားကြီးစိန်ပေတာကနမည်ကျော်စိုင်းဆရာဖြစ်နေတဲ့အထိနေစဉ်စိုင်းတီလေ့ကျင့်ပြီးတနေ့ထက်တနေ့သူ့လက်တံကိုသူမိအောင်ပြိုင်ဆိုင်ပြီးတီးတယ်လို့ဆိုပါတယ်။ဒါကြောင့်လေနှစ်ပေါင်းများစွာကြာခဲ့ပြီမြင့်သူ့နာမည်ကဒီနေ့အချိန်ထိထင်ပေါ်နေတာဖြစ်မယ်ထင်ပါတယ် ကိုကိုကိုရှင်းပြနေဆိုတာထက်သုံးသက်ဝေပင်ပြင်ဆင်ပြည့်ဆွတ်လှုပ်ဆောင်နေဆိုတာကပို့ပြီးအတိတ်ပဲပြည့်စုံမှာပါဘလို့ပဲဖြစ်ဖြစ် လူဆိုတာတရက်ထက်တနေ့ရက်တနေ့ထက်တနေ့အတိတရားတစ်ခုတိုးလာရင်မနေ့ကထက်ပိုတာတဲ့သူ ကိုကိုကိုအနိုင်ရသွားသူပဲဖြစ်ပါတယ်အတိလိုလူဖြစ်အောင်မနေ့ကငါနဲ့ဒီနေ့ငါကိုအမြဲတမ်းပြိုင်နေရပါမယ်မနေ့ကငါကို သုံးသက်ဝေဖန်ပြီးဒီနေ့ငါကဘုရားအောင်နေထိုင်ရပါမယ်။အဲ့ဒီအတိတ်ကလေးပျောက်ပြတ်မသွားရအောင်ကျွန်တော်လင်္ကာလေးတစ်ပုဒ်ရေးဆက်ပြီးကိုကိုကိုတတိပေးတဲ့အနေနဲ့မကြာခဏရွတ်ဆိုနေမိပါတယ်။အဲ့ဒီအလင်္ကာလေးကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။ပြိုင်ဘက်ကငါမနည်းကငါဒီနေ့ငါတို့ပြန်ကချိန်ညှိစဉ်းစားကြည့်ရင်အတိဘုရားဒီနေ့ငါကမနည်းကငါထက်တာရမည် အဲ့ဒီလင်္ကာလေးကိုမကြာခဏရွတ်ဆိုရင် ကျွန်တော်ဖျက်သိမ်းခဲ့ရတဲ့အချိန်ကာလလေးအတွင်းတနေ့ထက်တနေ့ တိုးပြီးရရှိခဲ့တဲ့အတ္တီတရားတွေကိုပြိုင်ဘက်ကငါလို့အမိရတဲ့ဒီစာအုပ်မှာထည့်သွင်းရေးသားထားပါတယ်။မနေ့ကငါထက်ဒီနေ့ငါကအတ္တီတစ်ခုပို့လာတိုင်းကိုကိုကိုအနိုင်ရခြင်းလို့သတ်မှတ်ပြီးကျေနပ်မိပါတယ်။ရှေ့ဆက်ပြီးလဲကိုကိုကိုပဲပြိုင်ဘက်အဖြစ်မှတ်ယူပြီးအတ္တီတရားအတ္တတွေနဲ့အနိုင်ရသွားခြင်းပါတယ်။ ကိုကိုကိုချက်ဖို့လိုတယ်။မနစ်ကရုပ်ရှင်စုပေးဘက်တခုမှာဟာတဇလန်အတွက်တခုနဲ့အကောင်ဆုံးအမျိုးသမီးဇပိုစုရရှိခဲ့တဲ့အသက်69နှစ်အရွယ်တရုတ်ဆောင်အဆိုတော်တဦးပြောသွားတဲ့စကားတခုကနိုင်ငံတကာအင်တာနက်အသုံးပြုသူတွေကြားမှာအတော်လေးလူကြိုက်များသွားခဲ့ပါတယ်။ People don't have to like you. People don't have to love you. They don't even have to respect you. but when you look in the mirror you better love what you see လူတွေမင်းကိုမကြိုက်လို့ရတယ်လူတွေမင်းကိုမချစ်လည်းရတယ်သူတို့မင်းကိုမလေးစားရင်တောင်မှရသေးတယ်ဒါပေမဲ့မှန်တဲ့ကိုမင်းကြည့်လိုက်ရင်တော့မင်းမြင်ရတာကိုချစ်ဖို့လိုတယ်ဒီစကားလေးအပေါ်မှာကျွန်တော်အနေနဲ့ထပ်ဆင့်မှတ်ချက်မပြုလိုပါဘူးကပ္ပကျော်ပုဂ္ဂိုလ်တယောက်ရဲ့စကားတစ်ခုကိုကိုယ်တိုင်နှစ်သက်သဘောကျလို့ပြန်လည်မျှဝေပေးခြင်းပါ သူတပားတွေကိုကိုချစ်နိုင်ဖို့ဆိုတာမတိချပါဘူးကိုကိုကိုချစ်နိုင်ဖို့ကတော့ရှားနှုံးပြေတိချပါတယ်မတိချတဲ့အရာတွေကိုမျောလင်းချက်ထားရတာပင်မဲပါတယ်တိချတဲ့အရာကတော့မျောလင်းစရာမလိုပါဘူးမျောလင်းစရာမလိုမှတော့ပင်ပန်းစရာလည်းမလိုဘူးပေါ့ဒီတော့ကိုကိုကိုပဲချစ်ဖို့လိုပါတယ်ကိုကိုကိုကယူဆိုင်ချင်းမိုးရီးတယ်ကယူဆိုင်တော့ဆိုတဲ့ message လေးဝင်လာတယ်ကျွန်တော် reply မပြန်ဖြစ်ပါဘူး ဘာလို့လဲဆိုတော့နောက် account တစ်ခုနဲ့ကိုယ့်ဘာသာကို ပြန်ပို့တာမျိုးပါ Facebook မှာမကြာခဏတွေ့ရတဲ့ရေစရာ status လေးတစ်ခုကိုမှတ်မိတဲ့လောက်ကျွန်တော်ကောင်းစဉ်လေးအောင်မှာ စာဖတ်သူအတွက်အရှင်တက်ကလေးနဲ့ဆက်ဖတ်နိုင်အောင်ပေါ်ပြပေးလိုက်တာပါဒီစာသားရဲ့မူရင်းပိုင်ရှင်ဘယ်သူလဲမသိပေမဲ့ credit ပေးပါတယ်ကျွန်တော်ကရန်ဖန်ရခံမှာတတိယတိုင်းကိုကိုကိုဂယုဆိုင်ဖြစ်ပါတယ် ကျွန်တော်စားကျင်ပြီးစားဖို့ချင့်ချိန်နေရတဲ့အစားအစာတွေကိုကျွန်တော်ပြည်လဲပြီးလို့ထင်ရတဲ့အချိန်မှာတတိတရအစားပါတယ်။အရေးပညာတွေများပြီးလို့တတိထားမိတဲ့အခါမျိုးတွေမှာအရေးတိတ်မကြည့်တဲ့အလုပ်တချို့ကိုပြစ်ထားလိုက်ပြီးစိတ်ရေးလက်အေးစိတ်ချလက်ချအိပ်ပြတ်တတ်ပါတယ်။ခန္ဓာကိုယ်အပူချိန်လေးတက်လာပြီးနှာခေါင်းကလည်းဝင်လာတဲ့လေဟာပုံမှန်ထက် ပိုအေးလာပြီးနှာခေါင်းကနေ ထွက်တဲ့လေဟာပုံမှန်ထက်ပိုပူလာပြီး လေချောင်းထဲမှာဆက်ပြင်းပြင်းလေးခံစားနေရပြီလို့သတိထားမိတာနဲ့တပြိုင်နက်ကျွန်တော်ကိုကျွန်တော်စေတောက်ဖို့သတိပေးပါတယ်စေတောက်ပါတယ်စေခံပြဖို့လိုအပ်လာပြီဆိုရင်လည်းအချိန်ဆွဲမနေပဲစေခံပြပါတယ်စေထုအကြောက်ပေမဲ့ကိုကိုကိုအပြားချရှိမနေအောင်ဂယုဆိုင်ပါတယ်တကယ်တော့ကိုကိုကိုဂယုဆိုင်ခြင်းဟာကိုကိုကိုချစ်တတ်ခြင်းပါပဲလူတိုင်းကိုကိုကိုချစ်တတ်ကြဖို့လိုမယ်ထင်ပါတယ်ကိုကိုကိုချစ်လို့ကိုကျမ်းမာဖို့ ဂယုဆိုင်တက်ပြီဆိုရင်ကိုကိုကိုဂယုဆိုင်လို့ကိုကျမ်းမာနေပြီဆိုရင် ကိုရဲ့စိတ်နှလုံးကကြည်လင်နေပါပြီကျမ်းမာရေကောင်းတဲ့သူဟာစိတ်သွားတိုင်းကိုပါသူပါပဲစိတ်နှလုံးကြည်လင်ပြီးစိတ်သွားတိုင်းကိုပါတဲ့အခါဘာလို့လို့အဆင်ပြေနေတာကိုကျွန်တော်သတိထားမိလာပါတယ်ကိုကိုကိုဂယုဆိုင်ပြီးကိုကျမ်းမာနေပြီဆိုရင် ကိုမိသားစုကိုတငယ်ချင်းကိုမိတ်ဆွေကိုရဲ့လောက်ဖို့ကင်ဖက် ကိုယ်လက်အောင်ငယ်သားတွေရဲ့ကျမ်းမာချမ်းသာရေးကိုပါအာယုံစိုက်နိုင်လာပါတယ်။ကိုယ်တိုင်ကျမ်းမာခြင်းကပရာဟိတစိတ်ကိုများစွာဖြစ်ထွန်းစေပါတယ်။ကိုကိုကိုယ်တော်ကယုံမဆိုင်ပဲပစ္စလက်ခက်ဖြစ်တယ်လို့နေထိုင်နေမယ်ဆိုရင်ကျွန်တော်မှမိသားစုကိုလည်းကယုံဆိုင်ပေးဖို့အတိတရားရှိလာမှာမဟုတ်ပါဘူး။မိတ်ဆွေတငယ်ချင်းတွေကိုလည်းအယူဆိုင်ပေးဖို့စိတ်ကူးဖြစ်လာမှာမဟုတ်ပါဘူးကိုကိုကိုကယူဆိုင်လို့ကိုကျမ်းမာနေတဲ့အခါမှသာ ပြမစိုးတရား၄ပါးဖြစ်တဲ့မေတ္တာကရုဏာမုဒိတာဥပက္ခာဆိုတဲ့တရားတွေကိုအလိုလိုကျင့်သုံးဖြစ်လာတာပါတကယ်တော့ကိုကိုကိုကယူဆိုင်ခြင်းချစ်တတ်ခြင်းဟာကိုပတ်ဝန်းကျင်ကလူတွေကိုချစ်ခြင်းကယူဆိုင်ခြင်းဖြစ်တယ်လို့ပဲကျွန်တော်အတွေ့အကြုံအရလက်ခံထားပါတယ်ဒါကြောင့်ကျွန်တော်ကိုကျွန်တော်ဆက်ချစ်သွားပါအောင်မယ်ကိုကိုကိုပို့ပြီးကယူဆိုင်နိုင်အောင်စူးစမ်းနေပါအောင်မယ် မနေ့ကငါထက်ဒီနေ့ငါကပို့ပြီးကိုကိုကိုဂယုဆိုင်နိုင်အောင်ချစ်နိုင်အောင်နေထိုင်ပါအောင်မယ်မနေ့ကငါထက်ဒီနေ့ငါကပို့ပြီးတခြားသူတွေအပေါ်ဂယုဆိုင်နိုင်အောင်ချစ်နိုင်အောင်ကြိုးစားပါအောင်မယ်မနေ့ကငါတည်တဲ့အတ္တတရားထက်ဒီနေ့ငါတည်တဲ့အတ္တတရားကပို့တောင်းကိုကိုကိုအမြဲဆက်ပြီးသုံးသက်ပြင်ဆင်ဖြည့်ဆွက်ဆောင်ရွက်နေပါအောင်မယ်အပိုင်းနှစ်ကိုဆက်လက်ဆောင်မြော်နားဆင်ပေးကြပါအောင်ခင်ဗျာ ဒီဗီဒီယိုလေးကိုအဆုံးထိ နားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။